ဆန္ဒတွေပြေဝသွားတဲ့အတ္တဘောခန္ဓာကိုယ်ကြီးတစ်ခုဟာကျမကိုယ်ဘောကနေဘေးတစ်ဖက်ကိုဖယ်ဆင်းသွားပါတယ်မကြပါဘူးနောက်ထပ်ချင်းစုစုအယက်နံတစ်ခုနဲ့အတူမြော့တကောင်လို့ကျမရဲ့အသွေးသားတွေကိုစုပ်မျိုးစားသုံးမဲ့ခန္ဓာကိုယ်တစ်ခုရဲ့အောက်မှာငရဲထက်ကြပြန်ပါတယ်နောက်ထပ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 ်ဘယ်နှကြိမ်နေမှမသိကျမဘလို့ပဲရှစ်ကိုဥတင်တောင်းမှန်နေပေမဲ့လူစိတ်ပြောက်နေတဲ့လူရင်းတစုရဲ့အလိုယမတ်အောက်မှာတော့ငရဲကန်းရောက်နေတယ်လို့ပါပဲအယုဒ္ဓမာကောင်လွတ်စမ်း လွတ်စမ်းငိုကြွေးရလုံလို့မျက်ရည်တွေပဲမထွက်တော့ပါဘူး ရှိုင်းငင်ရလို့လို့အတန်တွေလည်းမထွက်နိုင်တော့ပါဘူးခန္ဓာကိုယ်အနှံ့အပြားနာကျင်မှုများစွာနဲ့တိစိတ်ဆိုတဲ့တရိယာလစ်တစ်ချက်ရတစ်ချက်နဲ့ပါလောကရဲ့အမောင်တကအမောင်ဆုံးငရေကန်တစ်ခုစီကိုတက်ရှိထင်ရှားရောက်နေတယ်လို့ပါပဲနာကျင်မှုတွေကအဆုံးမသတ်နိုင်ဒီလိုနဲ့ပဲကျမတရိလေးမင်မျောသွားခဲ့ရပါတယ်ကျမတရိလေးမင်မျောနေစီမှာပဲမြင်တွေ့ခဲ့ရတာကရရဲ့နီနေတဲ့အနီရောက်နှင်းစီပန်းကင်းကြီးတစ်ခုပန်းကင်းကြီးကဘလောက်ရှိလျာကျဲပြန့်တယ်လဲဆိုရင်တော့ဟိုအဝေးကမိုးကုတ်ဆက်ဝန်းထိပါပဲကျမသိချစ်တဲ့အဲ့ဒီနှင်းစီပန်းကင်းကြီးတွေရှောက်သွားနေမိပါတယ်အဆုံးသတ်ကတော့ရှာမတွေ့နိုင်ပါ ါဘူးအဲဒီလိုလျှောက်သွားပျော်မြူးနေကြတော့မှပဲကျမအနောက်ကနေတကြိမ်ကြိမ်နဲ့ဆက်တန်ကြီးတွေကြားလိုက်ရပါတယ်ကျမကြောက်လန့်တကြာလဲကြည့်လိုက်မိပါတယ်မျက်ရည်ဆက်ကြီးတခုဟာကျမရှိရာစီကိုဥတီပြီးတော့လာနေရပါမကြပါဘူးမျက်ရည်ဆက်ကြီးဟာနှင်းစီဘန်းကင်ကြီးနဲ့ကျမကိုသူ့ဓာသွားတွေနဲ့တစစီခုတ်ဖြတ်သွားပါတယ်ပြတ်တောက်သွားတဲ့နှင်းစီဘန်းပွင့်နေတဲ့အတူသွေးလိမ့်လိမ့်နဲ့ကျမရဲ့ခန္ဓာကိုယ်အပိုင်းအစတွေဟာလည်းမြေပြင်ပေါ်မှာတစစီကျဲပြန့်လိုပါရှာတော့ကြည့်ရအောင်စုထုံးမို့ရွာနဲ့အလံမဝေးလာတဲ့တောင်နေတစ်တော့ကျိုးဝိုင်းတနေရာမှာအလောင်းတစ်ခုကိုထင်းခုတ်သွားတဲ့ရွာသားတချို့ကမြင်တွေ့ခဲ့ရပြီး ော့အကြောင်းကြားလာခဲ့တာကြောင့်ထုံးဖို့ကြီးရွာဥက္ကဋ္ဌဦးဇံဝင်းတဲ့သူရှာတော့ရဲစခန်းကစခန်းမှုနဲ့ရဲတပ်ဖွဲ့ဝင်တို့ရောက်ရှိစုံစမ်းနေကြပါတယ်ဒီလောက်ဆိုးဝါးလာတဲ့လူသက်မှုမျိုးတော့ကျုပ်တသက်မှာတစ်ခါမှမမြင်ခဲ့ဘူးဗျာစခန်းမှုဥခင်ကျော်ကကြီးရွာဥက္ကဋ္ဌဦးဇံဝင်းကိုအခုလိုပဲဝန်ခံလိုက်ပါတယ်ဥခင်ကျော်ရဲ့မျက်နှာပေါ်မှာတော့အော်နှလုံးနာနေတာအသိသာကြီးပါပဲအလောင်းကိုစားတွေ့ခါစားကဆိုရင်ဥခင်ကျော်စားထားသမျှရေထိုးအံ့တော့ပါပဲမဟန်မဲနေနိုင်မှမလားအလောင်းရဲ့အခြေအနေကတော်တော်ကိုစိုးနေတာ ਉਹ ဗျာခြေထောက်တွေလက်တွေခုပ်ပြက်ခံထားရတဲ့အပြင်ဥကောင်းကိုလည်းယခုထိရှာမတွေ့သေးပါဘူးအလောင်းရဲ့ကိုယ်တွေကိုကြည ပြီးတော့အမျိုးသမီးတဦးရဲ့အလောင်းဆိုတာတော့သိကြပြီဖြစ်ပါတယ်ခန္ဓာကိုယ်ကလည်းထိုးသွင်းတန်ရာတွေနဲ့ပြည့်နေလို့ပါပဲတော်တော်လေးကိုရရက်ဆက်ဆက်တက်ဖြတ်သွားတယ်ဆိုတာအသိသာယူပါအညိုးတကြီးနဲ့လှုပ်သွမ်းဟန်တူရဲ့လို့ဆယ်စုနှစ်တစုစာကြည်ရွာဥက္ကဋ္ဌတတန်ကြာမြင့်မြင့်ဖြစ်တဲ့ဦးစံဝင်းကမှတ်ချက်ပေးပါတယ်တေမှုတေခင်စစ်စေးနေတဲ့စကံမှုဥခင်ကျော်ကတော့မြေပြင်အနေထားကိုလေ့လာနေစေမလို့ဥက္ကဋ္ဌစကားကိုပင်ဘာမှမဝေဖန်သေးပါဘူးသူရဲ့လို့ကိုပဲသူဟာဆက်လုံနေပါတယ်ပတ်ဝန်းကျင်မှာတဲလွန်စာတစ်ခုတလေကြံငယ်မလားဆိုပြီးတော့နတ်ဆက်အောင်လဲရှာဖွေနေပါသေးတယ်အရင်လိုရှာဖွေနေရင်ကနေသူ့တပည့်စာကျင်မူလာ ကိုလက်မိလိုက်ပါတယ်အလောင်းကအမျိုးသမီးအလောင်းတော့ဟုတ်ပါပြီဘသူဘဝဆိုတော့သိရပြီလားဦးခင်ကျော်ကနယ်မြေကန်တက်ချက်စာချင်းမူလာကိုအဲ့ဒါလိုလက်မိလိုက်တော့စာချင်းမူလာက၄တန်အေးအေးလေးနဲ့အလောင်းကဘာထောက်ထားမှမပါတော့စုံစမ်းစဲပါပဲစကံမူရဲ့အလောင်းကိုကျွန်တော်စတွေ့တော့အင်ကြီးဗလာနဲ့ဘာဝတ်မှမဝတ်ထားဘူးဗျာပြီးတော့လက်ဝတ်လက်စာရည်ဆိုလဲဘာမှမပါဘူးခင်ဗျာလက်ဝတ်လက်စာပါစရာလည်းအကြောင်းမရှိပါဘူးအလောင်းကဥကောက်မပါတော့ငကတ်တို့ဆွဲကြိုးတို့မတွေ့ရပါဘူးဖြတ်တောက်ထားခံရတဲ့လက်နှစ်ဖက်မှာလည်းလက်စွပ်မတွေ့ရပါဘူးစကံမူဦးခင်ကျော်ကဥက္ကဋ္ဌဘက်ကိုလှည့်ပြီးတော့ဂျွာတွေကလူပြောက်တာမျိုး ရောမရှိဘူးလားဥက္ကဋ္ဌဒီကနေ့ထိတော့မကြမိပါဘူးစကတ်မှုရာရဲတက်ချက်စာချင်မူလာကသူမြင်တွေ့ခဲ့ရသမျှကိုစဉ်းစားသုံးသပ်နေပါတယ်အလောင်းကမြေကြီးထဲမှာမြုပ်ထားရာကနေတောဝက်တရားမြေကြီးကိုတူးဆွရာကနေပေါ်လာတာဖြစ်တယ်လူသက်သမားတယောက်တည်းတော့မဖြစ်နိုင်ဘူးအ ਨੇ စုံနှစ်ယောက်သို့မဟုတ်အဲ့ထက်များလိမ့်မယ်လို့ယူဆနိုင်တယ်ဒီလောက်ဝေးတဲ့နေရာကိုပေါက်တူးပေါက်ပြားနေတဲ့အတူအလောင်းကိုတယ်မလာဘူးဆိုတာတယောက်တည်းမဖြစ်နိုင်ဘူးထူးခြားနေတာတော့အလောင်းရဲ့ကိုမှာအဝတ်မပါခြင်းနဲ့ဥကောင်းပျောက်ဆုံးနေခြင်းပဲဥကောင်းကိုလူသက်သမားကဘယ်မှာဝတ်ထားလဲမသိဘူးလူသက်သမားကမြေကျွင်းကိုခက်နက်နက်ဒူးခဲ့ရင်တော့ ောင်းအလောင်းကပေါ်လာမှာမဟုတ်ဘူးဒီလိုတော်ရက်ထိလာမြုပ်နှံပြီးတော့ဘာကြောင့်မှမြေကျွန်းကိုခက်နဲ့နဲ့မတူးခဲ့ရလဲ ဒါစဉ်းစားစရာပဲတောတဘာဝကိုမသိတဲ့လူများလားဓမ္မမို့အလောင်းကိုတမင်ပေါ်စေခြင်းလို့များလားအဲဒီလိုမျိုးစာကျင်မူလာအတွေ့နယ်ချက်နေစင်မှာပဲစကံမူဥခင်ကျော်ကဘယ်ဘက်လက်ပြက်ကလက်သက်ကျွဲကိုတေချာကြည့်လိုက်ပြီးတော့တေတဲ့သူဟာအသက်မခံရခင်မှာလက်စွတ်တခွင်ဝတ်ထားတယ်ကွာဒီမှာလက်စွတ်ဆွတ်ထားတာကြာလို့ဖြစ်တတ်တဲ့အရာတခုတွေ့ရတယ်ထုံးစံတိုင်းဥက္ကဋ္ဌဥဆံဝင်ကထပ်ပြီးတော့ထင်ကြီးပေးပြန်ပါတယ်ဒါဆိုရင်တော့ပစ္စည်းယူလူတက်တာပဲဗျာရွာတွေကလူရက်တက်တဲ့ဇာရှိတဲ့ကောင်တွေကိုရိုက်စစ်လိုက်လို့ရှင်ပေါ်မယ်ထင်တယ်စကံမူကဥက္ကဋ္ဌကြောင့်တည်နေသူဆိုတော့မချစ်တင်ငယ်သွားဖျက်ပြလိုက်ပါတယ် တကယ်တမ်းကျတော့အဲ့ဒီအမှုကဒီလောက်ထိမယိုးရှင်းမှုဆိုတာသူ့ရဲ့လုပ်ငန်းအတွေ့အကြုံတဘာရခံစားသိရှိနေတယ်မဟုတ်လားပစ္စည်းကိုလိုချင်ရလူရက်တက်ကောင်ကလူတက်ခဲ့မယ်ဆိုရင်တော့ယခုလိုခန္ဓာကိုယ်အပိုင်းပိုင်းဖြတ်တောက်နေမှာမဟုတ်ပါဘူးပြီးတော့လူရက်တက်သူအများစုကပစ္စည်းရရင်တကြိုးတည်းပြည့်တတ်ကြပါတယ်လူတက်ဖို့ဝင်လေးကြပါတယ်အဲ့ဒါကြောင့်မဲ့ဥက္ကရာကညံတိန်တိန်နဲ့ပြောနေတာကိုစကမ်းမှုကအရာမသွင်းခြင်းဖြစ်ပါတယ်ကဲဆရာမူလာဒီတဝိုက်ကိုမျက်စိရှင်ရှင်နဲ့ရှာကြအောင်များတစုံတစ်ခုထူးခြားတာတွေ့လို့ရှိရင်ကျုပ်ကိုအရင်လာပြောပြန်နော် စကမ်းမှုကစာချင်မူလာကိုအဲ့ဒီလိုအမိန့်ပေးလိုက်ပြီးတော့ဥက္ကရာရှိရာကိုရှောက်သွားခဲ့ပါတယ်။ဥက္ကရာကတော့ကွန်တပြည့်ပြည့်နဲ့ဒီနေရာမှာသူသားတာဝန်ရှိဆုံးဆိုတဲ့ kait ဖန်နေပါတယ်။လာဆက်စုကြတဲ့တောတက်ထင်းကုတ်မှုန်နှုတ်တဲ့ရွာသားတွေကိုလည်းမောင်းထုတ်ရင်းနဲ့အာနာပြနေပါသေးတယ်။တော်တော်လေးကိုစောက်တလွဲအုပ်ကြီးပါပဲ။ စကမ်းမှုကထုံးမှုရွာတွေကလုံရဲကန်ရဲနဲ့ဈာရှိတဲ့သူတွေကြောင့်ဥက္ကဋ္ဌကိုမေးပါတယ်။ဥက္ကဋ္ဌကသူ့ရဲ့ထင်ချင်းမှန်လို့စကမ်းမှုကတော့မေးလာရပြီဆိုတဲ့သဘောနဲ့သူ့နဲ့ထင်ရောက်နေဟန်တူပါတယ်။အဲ့ဒါနဲ့ပဲဥက္ကဋ္ဌကသူနဲ့မတည့်တဲ့သူမှန်သမျှနာမည်တွေကိုတန်းစီပြီးရွတ်ပြပါတယ်။တကယ်ပါပဲဒီနေရာမှာတော့ဥက္ကဋ္ဌရဲ့စောက်ကျင်နေရပေါ်လာခဲ့ပါပြီ။ဟုတ်မဟုတ်ဒီကောင်တွေကိုရဲရဖမ်းပြီးတော့အရိုက်ခံရရင်ပြီးရောဆိုတဲ့သဘောပါ။တောင်နေတတော်ကျိုးဝိုင်းနီးမှာတော့ရှားရောရွာတဖန်းတောင်ရွာထုံးမှုရွာနေဘူးရွာနဲ့ကံမရွာလို့၅ရွာရှိပါတယ်။ရှားရောရွာကအကြီးဆုံးနဲ့အင်ကြီးအများဆုံးပါပဲ။ကြီးလက်စေပေ ခန့်ရှိတယ်လို့စကန်မူဥခင်ကျော်တာဝန်ကျတဲ့ရဲစခန်းလည်းရှိပါတယ်။ဒါအပြင်ရှားတော့မှတွဲဘက်အထက်တန်းကျောင်းတော်ရှိပါသေးတယ်။အဲဒါကြောင့်မဲစကန်မူဥခင်ကျော်ကထုံးမို့လို့ရွာသေးသေးလေးမှလူသက်တရခန့်ရှိကပြေးဖန့်လိုက်အောင်ပါပဲ။သူ့အတွက်အခက်အခဲမရှိပါဘူး။ဒါပေမဲ့လည်းဥခင်ကျော်အနေနဲ့ကတော့ထုံးမို့ရွာကမဖြစ်နိုင်လို့တွေးမိနေတာကြောင့်ဥက္ကရာရွတ်ပြနေတဲ့ရွာကလူမိုက်တွေကိုစိတ်ဝင်စားရမတူပါဘူး။အဲ့ဒါလို့ဆိုဘာကြောင့်မေးရတယ်လဲ။ဥခင်ကျော်မှတည်ထားရင်လိုအပ်ရတာမေးရခြင်းဖြစ်ပါတယ်။နောက်တစ်ခုကဒီကနေ့နေ့လယ်စာထမင်းကိုဥက္ကရာအိမ်မှာစားရမည်ဖြစ်သောကြောင့်လည်းဖြစ်ပါတယ်။လူသေးလောင်းနဲ့မလတ်မကန်က white door တွေကရဲ သားတို့ကလမ်းဟော်ပါတယ်ဘိုးကြီးဒီမှာလာကြည့်ပါဦးဗျာ တော်ဝက်တွေဆွဲသွမ်းဟန်တူတဲ့ဥကောင်းပြက်ကိုတွေ့ရလမ်းအောင်ခြင်းဖြစ်ပါတယ်။စကမ်းမှုဥခင်ကျော်နဲ့တက်ချက်စားခြင်းမူလာတို့ white တော်တွေကိုအတင်းတိုးဝှေ့ပြီးတော့ဝင်သွားခဲ့ကြပါတယ်။အဲဒီချိန်မှာပဲရဲတပ်သားကဒီ white ထဲကနေညီးတန်လို့လို့အတန်ထွက်နေရတဲ့ကျွန်တော်ကြည့်လိုက်တာ။ဝါးပင်အချိန်မှာမြေကပွာရောင်ရောင်ဖြစ်နေတာပိုကြီးရဲ့။အဲ့ဒါနဲ့ကျွန်တော်လည်းမသိငါဖြစ်ပြီးတော့တူးဆွကြည့်လိုက်တော့ခေါင်းပြက်ဟာမျက်နှာမပေါ်လွင်တော့ပါဘူး။ပျော်စိတ်တွေထိုးစိတ်ကိုက်ပြတာလည်းတူပါတယ်။ဒါပေမဲ့ထူးခြားနေတာကနှာခေါင်းထိပ်ကမဲလေးတစ်လုံးကတော့ဖြင့်ထင်းထင်းရှားရှားကိုကြံရစ်နေပါသေးတယ်။စားခြင်းမူလာကဝါးပင်ကမြေတွင်ခတ်တဲ့နေကိုလက်ညှိုးထိုးပြလိုက် ိုက်ပါတယ်အမှန်ကခေါင်းပြက်ကိုတောဝက်တွေဆွဲသွားတာမဟုတ်ပါဘူးလူသက်သမားတွေကဥကောင်းကိုတနေရာမှာခွဲပြီးမြုပ်နှံထားခဲ့တာပါစကမ်းမှုဥခင်ကျော်ကဆက်မှုလားခေါင်းပြက်နေတဲ့အကြောင်းကိုဘယ်သူမှမသိစင်နေပါခမားရဲဘော်တွေကိုလည်းအသေးချာပြောထားလိုက်လို့ပြောလိုက်စကမ်းမှုကြောင့်နောကျင်နေတဲ့စာကျင်မူလာကခေါင်းကြီးပြလိုက်ပါတယ်ဥခင်ကျော်ကတော့ရဲဘော်လေးစကားကိုဇဝေဇဝါဖြစ်နေချပါတယ်ဝိုင်းတော်တဲ့ကညီးတန်လိုလိုငိုတန်လိုလိုကြားရတယ်ဆိုတာပေါ့အလောင်းတွေ့ပြီးသုံးရမြောင်းနေ့မှာတော့စကမ်းမှုဥခင်ကျော်ခမားဇပွဲဘော်ကအမှုဖိုင်နွဲတွေကိုကြည်ပြီးတော့ခေါင်းခဲနေချပါတယ်တောင်နေတတော်ကျိုးဝိုင်းတွင်ကအလောင်းန ဲ့ပတ်သက်ပြီးတော့စုံစမ်းစစ်ဆေးမှုတွေဟာတစုံတရာတိုးတက်မှုမရှိသေးပါဘူး။ရုပ်စွာဆုံးမြေသူမြေဝါအလောင်းမှလိုပဲမပြောနိုင်သေးတဲ့အကြောင်းအကျက်ရိုက်နေကြပါတယ်။အထက်အဆင့်ဆင့်ကလည်းလူသက်မှုကိုစိတ်ဝင်စားနေကြတယ်ဆိုတော့သူခမများမှာဒီလူသက်မှုကိုပဲအလေးပေးဆောင်ရွက်နေရပါတယ်။အနီးပါးကရွာတွေကလည်းလူပြောင်းမှုတိုင်ကျက်လာမဖွင့်ကြတော့ခတ်နေတာတော့အမှန်ပါပဲ။အရိခိုင်မှာပဲသူ့ရဲ့စကန်အတွင်းကိုကားတစီးဝင်လာတာကိုမြင်လဲရပါတယ်။ဦးခင်ကျော်စပွဲကနေထပြီးတော့အဝင်ဘောက်ကနေထွက်ကြိုလိုက်ပါတယ်။မြို့မရဲစကန်ကသူ့အထက်အရာရှိလာလို့ပေါ့။ဒါပေမဲ့မဟုတ်ပါဘူး။ကားမောင်းလာတဲ့ဒရိုင်ဘာကတကားကိုဆင်းပွင့်ပေးလိုက်တော့အသားဖြူ ဖြူအယက်မြင့်မြင့်အမျိုးသားကြီးတဦးရဲ့အမျိုးသားကြီးရဲ့ဇနီးဖြစ်ရန်တူတဲ့ရုပ်ရည်တန်တဲ့အမျိုးသမီးကြီးတဦးရဲ့ကားပေါ်ကနေဆင်းလာတာကိုတွေ့ရပါတယ်။သူတို့နှစ်ဦးစလုံးမျက်နှာမှာလည်းတူညီနေတာကစိုးရင်တော့ကတွေကြောင့်ညှိုးနှွမ်းနေကြတာပါပဲ။နှစ်ဦးစလုံးကိုဥခင်ကျော်မမြင်ဘူးပါဘူး။ဒီနေကမဟုတ်တာတော့သိကြပါတယ်။ဥခင်ကျော်ကလည်းခေါင်းကုပ်လိုက်မိပါတယ်။လူသက်မှုကလက်တလောပူပူနွဲ့နွဲ့ဖြစ်ထားတာမဟုတ်ဘူးလား။အခုဘာမှုများပါလိမ့်ဆိုပြီးတော့တွေးပြီးတော့ခေါင်းခဲသွားရှာပါတယ်။စကမ်းမှုဥခင်ကျော်ကခရီးဦးကြိုပြီးတော့သူ့ရုံးခန်းကထိုင်ကုန်မှာနေရာပေးလိုက်ပြီးတော့လာရင်ကိစ္စကိုမေးလိုက်ပါတယ်။အဲဒီအချိန်မှာပဲစကမ်းထဲကိုဆိုင်ကယ် တစည်းနဲ့လူနှစ်ယောက်ထပ်ရောက်လာပြန်ပါတယ်။ကြည့်လိုက်တော့ရှားတော့ကြည့်ရွာကျမ်းမာရေးမှုဦးကောင်းဆန်နဲ့ယာယီမှုဦးထွန်းဝင်းတို့ဖြစ်နေတာကိုတွေ့လိုက်ရပြန်ပါတယ်။ရုံငန်းမှာလူဆုံတော့ယင်းနီးနေပြီဖြစ်တဲ့ကျမ်းမာရေးမှုဦးကောင်းဆန်ကစတဲ့မိတ်ဆက်ပေးပါတယ်။စကတ်မူဒါကသူနာပြုဆရာမမမေကြီးရဲ့မိဘနှစ်ပါးပါ။အငိမ့်စားကျောင်းကြီးဦးခင်မောင်နဲ့အငိမ့်စားကျောင်းဆရာမကြီးဒေါ်သက်ထားတဲ့သူတို့ကသူတို့သမီးအိမ်ပြန်ရောက်မလာလို့စိတ်ပူပြီးတော့ရွာကိုလိုက်လာကြတာတဲ့။ဆရာမဒေါ်မေကြီးကလွန်ခဲ့တဲ့ရက်သက်တစ်ပတ်လောက်တည်းကခွင့်နဲ့ပြန်သွားတာဗျ။ဒါပေမဲ့ခုချိန်ထိအိမ်ပြန်မရောက်လာသလိုကျွန်တော်တို့ကြီးရွာစေပေးကန်းကိုလည်းပြန်ရောက်မလာခဲ့ပါဘူး။လမ်းမတစ် ခုခုဖြစ်နေလားဆိုပြီးတော့တန်တရားဝင်လာနေစကန်းမိုးကြီးစီမှာလာရောက်အကြောင်းကြားရခြင်းမှာအဲ့ဒါကကုညီပေးပါအောင်များစကန်းမိုးဦးခင်ကျော်ကဒိန်းကနေနေအောင်ယင်ကလိုက်ခုံသွားခဲ့ပါတယ်မဟုတ်ပါစေနဲ့လို့လည်းကြိုပြီးတော့ဆူတောင်းလိုက်မိပါတယ်ဆီယာမမတ်မေကြီးရဲ့မိဘနှစ်ပါးမျက်နှာတွေကလည်းစိုးရိမ်တော့ကတွေနဲ့ညှို့ရော့နေကြပါတယ်အဲ့ဒီချိန်မှာပဲစကန်းမိုးဦးခင်ကျော်က ဒေါ်မေကြီးဟုတ်လားကိုကောင်းဆန်းသူ့ကိုကျွန်တော်မသိပါလားဗျာဟုတ်တယ်စကမ်းမှုရပဲသိပါမလဲဆ ्याम တ်ဒေါ်မေကြီးကနေပြောင်းသွားတဲ့ဒေါ်နယ်လ်ထူးကိုစားအလုပ်ဝင်တာမကြသေးဘူးလေပြီးတော့စကမ်းမှုကြီးကလည်းကျွန်တော်တို့ကျမ်းမာရေးစေဗေကံဘက်ကိုမလာတာကြာပေါ့ဟုတ်လားဗျာအေးဗျာကျွန်တော်လည်းကိုကောင်းဆန်းတို့ဘက်ကိုမရောက်ဖြစ်ဘူးဗျာဆ ्याम တ်ဒေါ်မေကြီးကဘယ်ရွယ်လဲဗျာဩသူ့တပ်ပုံလေးများပါမလားမသိဘူးပါလို့ရှိရင်လည်းကျွန်တော်တစ်ချက်လောက်ပြတ်ကြည့်ပေးပါလားသူနာပြုဆ ्याम တ်ဒေါ်မေကြီးရဲ့မိခင်ကသူမရဲ့ဆလင်းဘက်အိတ်ထဲကဓာတ်ပုံတစ်ပုံကိုယူပြီးတော့စကမ်းမှုကိုပေးလိုက်ပါတယ်ဖေဟာဖေဟာ စကမ်းမှုကဖះတားလိုက်တော့အလုံးအစိတ်ဝင်တစားနဲ့ဖြစ်သွားကြပါတယ်ဥခင်ကျော်တွေ့လေရတဲ့ဓာတ်ပုံထဲမှာကတူနာပြူဆီယာမဝှစ်ဆုံပြင်းနဲ့ရိုက်ထားတဲ့ဒေါ်မေးအသက်အပြင်းတော့25နဲ့30ကြာရှိပါလိမ့်မယ်အရက်မောင်းကောင်းတယ်လို့မျက်နှာလေးကလည်းချစ်စရာအတိပင်ဆီယာမလေးမေးရဲ့အထင်ရှားဆုံးအမှတ်သားကတော့နာဒန်ထိတ်ကမဲ့နဲ့ကလေးတလုံးပဲဖြစ်ပါတယ်တောင်နေတတော်ကျွိုင်းတွင်ကတစ်ခုတ်လောက်သာတဲတစ်ခုကနေမိကိုငွေတွေတလူလူကောင်းငင်ကိုဝေဝဲတက်နေပါတယ်နေလေစားအတွက်ထမင်းဟင်းချက်ပြုတ်နေရတယ်တူပါရဲ့တဲပြင်မှာတော့လူတယောက်စေးဘော်လေးဖွာနေပါတယ်တဲရဲ့အတွင်းထဲမှာတော့တယောက်တော့သူက ောင်ကျန်းကိုထက်ထက်ချုံပြီးတော့ခက်ကွေးကွေးလေးလဲလျောင်းနေပါတယ်။ကြံတယောက်ကတော့ဖန်ခွက်တလုံးကိုကင်ထားပြီးတော့စေးမုံတို့ကိုသွားနဲ့ကိုက်ဖောက်နေပါတယ်။ထင်းကုတ်လို့သာ၃ယောက်ပင်ဖြစ်ပါတယ်။အမေ တဲအတွင်းမှာအဖျားတက်ပြီးတော့အမေတနေတာကခိုင်ထွန်းသူ့ရဲ့ဘေးနားမှာစေးနီကျော်နဲ့အရက်ပြူတစ်ခွက်ကိုတမအောင်မှွင့်နေသူကကြော်ကိုတဲအပြင်မှာငုတ်ထုတ်ထိုင်ပြီးတော့စေးဘလိတ်ဖွာနေတာကမင်းနောင်အာနားညီးလိုက်တာပဲကွာစောက်ရေးကိုမပါဘူးမိယောက်ျားမဟုတ်ဘူးလားခိုင်ထွန်းတညာလုံးလဲညီးနေရပဲအခုမိုးလင်းတော့လဲညီးနေမင်းစောက်ပေါက်ကိုပိတ်ထားလိုက်တော့ကွာနားရဆောင်ညီးနေပြီမင်းနောင်ရဲ့အောင်ငေါက်တန်ကြောင့်ပဲခိုင်ထွန်းကဖျားနေရတော့ကြကြမညီးရတော့ပါဘူးဒါပေမဲ့လည်းခက်တူးတူးတော့ညီးနေတော့မှာပဲကြော်ကိုကတော့စေးနီကျော်နဲ့အရက်ပြူဆက်ပြီးပြီဆိုတော့ ရော့ခိုင်ဒါလေးတစ်ခွက်တော့ချလိုက်ကွာဒါဆိုရင်တော့မင်းတက်တာသွားမှာပါခိုင်နှုံးကအဲ့ရတဲ့ကနေမထနိုင်ပါဘူးကြော်ကူကပဲခိုင်နှုံးရဲ့ခေါင်းလေးကိုထူပေးလိုက်ပြီးတော့ဆေးရက်ကိုပါဇက်ထဲလောင်းထည့်ပေးလိုက်ပါတယ်ဆေးနဲ့ရက်တွေကဝမ်းထဲလဲဝင်ပါရဲ့တချို့တဝက်ကလည်းပဇောင်ကနေအပြင်ဘက်ကိုစီးကြကုန်ပါတယ်ဖင်စီကန်ဒီလောင်မြိုက်နေတဲ့ဆေးဘော်လေးကိုထိုးချေလိုက်ပြီးတော့မင်းနောင်ကကြော်ကူကိုလက်မေးလိုက်ပါတယ်ကြော်ကူဟိုကောင်ငါတို့တော့ဗတ်မသွားတော့ပါဘူးနော်နှစ်ရက်တောင်ရှိနေပြီကွာခုရစ်ပြန်ရောက်မလာသေးဘူးဟိုကောင်ဆိုတာကဝင်းသူရာကိုပြောတာဖြစ်ပါတယ် ဘတ်တယ်ဆိုတာကတော့လိန်တာကြော်တာခွာတာကိုပြောခြင်းပါဝင်းသူရာကမြို့တက်ပြီးတော့ရွှေသွားရောက်တာဒီကနေ့ဆိုနှစ်ရက်ရှိနေပါပြီအခုဒီလည်းပြန်ရောက်မလာသေးပါဘူးအစက၄ရက်စလုံးအတူတူသွားဖို့ပါပဲဒါပေမဲ့ခုနေချိန်ကမှသူတို့၄ရက်ကိုအတူတူတွဲသွားတွဲလာလုပ်နေတာကိုတခြားသူတွေမြင်သွားလို့ရှိရင်မဖြစ်တာကြောင့်ဝင်းသူရာတယောက်တည်းမြို့တက်သွားခြင်းဖြစ်ပါတယ်ဝင်းသူရာမှာကမြို့ကန်အဆက်အသွယ်ကောင်းကောင်းရှိပါတယ်ဒီမှာကြံခဲ့တဲ့သူတို့ကဝင်းသူရာလောက်မြို့ရည်လဲတာမဟုတ်ပါဘူးအဲ့ဒါကြောင့်ဝင်းသူရာကိုပဲမြို့ကိုလွတ်လပ်ရခြင်းပါအခုမင်းနောင်ကပြန်ရောက်ချိန်ဒီတိုင်အောင်မရောက်လာသေးတဲ့ဝင်းသူရာပေါ်မှာတန်ရရစိတ်ဝင်လာခဲ့ပါတယ်ကြောက်ကို ငါလိုက်သွားရင်ကောင်းမလားတဲအတွင်းထဲကကြော်ကိုထွက်လာခဲ့ပါတယ် မင်းအောင်ဒီမှာဝင်ထိုင်လိုက်ပြီးတော့လာမှာပါမင်းအောင်ရာဒီကောင်ငါတို့ပုံမှာအဲ့လိုမလုပ်ရဲပါဘူးကွာလုပ်ရဲရင်လည်းလုပ်ကြည့်လိုက်ပေါ့ဟိုတနေ့ကောက်မလေးထက်ပိုဆိုးသွားလိမ့်မယ်မင်းအောင်ငါဟက်ခနဲ့တစ်ချက်ရဲလိုက်ပြီးတော့ဇွဲကျိုးရဲ့ငကက်ရဲ့လက်စွပ်ရဲ့ဆိုတော့ဒီတချီတော့ငါတို့အတော်ထောပြီကွာဝင်းသူရောအသေးချာမလိုက်တယ်သိလားအပြန်ကြလို့ရှိရင်အရက်ကောင်းကောင်းဝယ်ခဲ့အောင်လို့ကြော်ကူကမင်းအောင်လို့အရက်ကိုထူးထွေပြီးတော့စိတ်ဝင်စားလာတာမဟုတ်ပါဘူးသူ့အတွက်ကအနီးနားရွာတွေကချက်ရဲရရင်ကိုကျင်တတ်ပါတယ်အခုကသူတွေးနေတာဟိုတညဇရက်မင်းစည်းစိမ်ကာမတနာပွဲတော်တဲခဲ့ရတာကိုစမြုပ်ပြန်နေ ြင်းတာဖြစ်ပါကွာငါတို့မျက်နာတွေမမိသွားလို့သာတက်ပြစ်လေရတာပါကွာအခုသူ့ကိုယ်လုံးလက်လာလေးကိုပြန်မြင်အောင်တော့နှမျောလိုက်တာကွာမင်းနောင်ကကြော်ကူရဲ့မျက်နာကိုလမ်းကြည့်လိုက်ပါတယ်စိတ်ထဲကနေလဲဒီကောင်တနာယူပဲဆိုပြီးတွေးလိုက်မိပါတယ်ပြီးတော့ဒေါသကြီးသူပြီးပြီးအညာသူ့ကက်ကက်လန်အောင်ဆဲဆူခဲ့တာတရိယာသွားပြီးတော့မင်းကောင်မှစွာတာဟုကွာငါတို့ကလည်းမတူတလို့မတန်တလို့ ਨੇ ပါတယ်အောက်တန်းစားတွေခွေးလောက်မှတန်ဖို့မရှိတဲ့လူအနတ္တတွေလေဟုတ်လားအေးအဲ့အကြောင်းမလို့ငါအိတ်ကောင်မအပိုင်ပိုင်ခုတ်ထည့်ပြီးတက်ပစ်လိုက်တာပဲကွာမမိတာပေါ့ အဲ့ညာမင်းတော်ကကောင်မလေးကိုပတ်စိန်နဲ့အချက်ပေါင်းများစွာခုန်နေခဲ့ရလေတကယ်တမ်းပြဿနာအစာဝင်းတူတာပါ ဝင်းသူရာကောင်မလေးကိုစော်ကားဖို့ထက်အလဲကြလာတော့သူ့စိတ်တိုင်းကျစော်ကားနေတော့မှာပဲကောင်မလေးကဝင်းသူရာရဲ့နှရွက်ကိုကိုက်လိုက်တာဝင်းသူရာငဲတံပအောင်អော်တော့မင်းတော်ကပြေးသွားပြီးတော့ကောင်မလေးကိုလက်သီးနဲ့အချက်ပေါင်းများစွာထိုးပြီးတော့လွတ်ခိုင်းခဲ့တယ်ကောင်မလေးကမလွတ်ဘူးလေဒေါသကြီးတဲ့နေရာမှာနှစ်ယောက်မရှိတဲ့မင်းတော်ကလည်းသူ့ခါကြဒါနဲ့ကောင်မလေးကိုပေါ်နေရာအနံ့ပြားကိုထိုးခဲ့အဲဒီကြမှာပဲကောင်မလေးကဝင်းသူရာနားကိုလွတ်ပေးလိုက်တာဒါနဲ့အထိုးခံရလို့ကောင်မလေးရဲ့ချက်ချင်းမတည်ပါဘူး ူတို့စိမ့်စိမ့်ကြည့်ပြီးတော့မုံနီဆက်ဆုပ်ဟန်နဲ့သူတို့ပြောသွားသည်အယုတ်တမာကောင်းလေနရွက်ကိုက်ခံရတဲ့ဝင်းသူရာနဲ့ဒေါသတိတ်ကြီးတဲ့မင်းအောင်ပစိန်တယောက်တလက်ကင်ပြီးတော့အဆုံးတက်လိုက်ကြတယ်ကျော်ကိုတယောက်တွေးပြက်စရာမြင်ကွင်းကိုထပ်မတွေးလို့တော့ပါအမှန်တကယ်လည်းအနှိဋ္ဌာယောမြင်ကွင်းတစ်ခုပင်ဖြစ်ပါတယ်။အရက်မူးမူးနဲ့ပဲသွေးစုနေတုံးဆိုတော့ဘသူကမှလည်းဝင်မဆွဲခဲ့ကြပါဘူး။ဒီတိုင်းကြည့်နေမိကြပါရဲ့။နောက်တော့သူတို့လေးယောက်သားတိုင်ပင်ပြီးတော့ကော်မလီရဲ့ခန္ဓာကိုယ်အပိုင်းအစတွေကိုအိတ်နဲ့ထဲတောင်နေတစ်တော့ကျိုးဝိုင်းနဲ့ကိုတည်ယူလာခဲ့ကြပါရဲ့။အခုဖြားနေတဲ့ခိုင်နှုံးနဲ့ကြော်ကူကတော့မြေကျင်းတစ်ခုဒူပ ဖို့အတွက်တာဝန်ယူကြရပါတယ်။ခုနှစ်ယောက်ကပတ်ဝန်းကျင်ရောရက်တောင်ရင်နဲ့အကဲခတ်ပေးနေကြတာပါ။ခိုင်တွန်းကငကိုကလေးကအားနေတဲ့ကောင်ဆိုတော့အပိုင်းမိုင်းအစ်တစ်နဲ့သွေးတန်တရေရဲ့အလောင်းကြီးကိုကြည့်ပြီးတော့ကြောက်စိတ်ပို့နေပါတယ်။ကျွင်းကိုနတ်အောင်မတူးနိုင်တော့ပါဘူး။ကြကိုတယောက်တည်းရတာတူးနေရတယ်လို့ဖြစ်နေပါတယ်။ခိုင်တွန်းတယောက်လည်းမကြခဏကျွင်းမော်ကိုတက်ပြီးတော့လဲထိုးအန်နေပါသေးတယ်။အဲဒီနောက်တော့ကျွင်းကပြောသလောက်တော့မနဲ့တော့ပါဘူး။ပြီးတော့လူတွေမြင်သွားမှစိုးရိမ်နေတဲ့အတွက်သူတို့တူးပြီးသလောက်နဲ့ပဲကောင်မလေးရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေကိုမြင်မြုပ်ပစ်လိုက်ကြပါတယ်။ဆလင်းပိုက်တဲ့ကောင်မလေးကိုယ်ပေါ်ကငကက်တရံ ဆွဲကြိုးတကုတ်နဲ့လက်ဆော့မိမပတ်နိုင်တလုံးကို သူတို့တွေယူလာခဲ့ကြပါတယ်။စလင်ပတ်အိတ်ထဲကပတ်စံကိုယူလိုက်ပြီးတော့ဝင်နှန်းကတ်နဲ့အခြားအသုံးဆောင်ပစ္စည်းတွေကိုတော့တဲမှာပြန်ရောက်တဲ့အခါမီးရှို့ပလိုက်ကြပါတယ်။ဝင်နှန်းကတ်မှာကတော့ဒေါ်မေကြီးကျမ်းမာရေးဝင်နှန်းဆိုတာတော့ဖတ်လိုက်ရပါတယ်။အမှန်တော့သူတို့အိတ်နေကရှားတော့ရွာဆင်းပြီးတော့ဆန်စီတို့ဝဲကြပါတယ်။အပြန်မသိတဲ့အတိုင်းအရက်ဆိုင်ဝင်တော့ကြတာပါ။မူးမှာဆိုင်ကပြန်လာခဲ့ကြပါတယ်။ဒါတောင်ပတ်စံမလောက်တော့လို့ပါ။အမှန်ကသူတို့ထတ်တောက်ချင်နေကြပါသေးတယ်။သူတို့ပြန်လာတာကတော့မောင်ကြီးပြောစချိန်မှာလူပြတ်တဲ့ခင်နန်းလေးတစ်ခုမှာသူတို့ဆီယာမလေးမေကြီးကိုတွေ့ခဲ့ ရာကနေအခြေအနေနဲ့အချိန်ကပေးတာကတကြောင်ဆီယမလေးရဲ့ကိုဘော်ကလက်ဝတ်လက်စားတွေကိုမြင်ရတာကတကြောင်ကံအเจ้าမလှရှာတဲ့ဆီယမလေးထံကနေလူရက်ခဲ့ကြတာပဲဖြစ်ပါတယ်ကြော်ကိုဆိုတာကတန်မှန်အချိန်မှတောင်းမိမမြင်ငငတ်တဲ့ကြည့်တဲ့အကောင်မှာအခုလိုစိတ်ငြိမ်တဲ့အမောင်မှာလပတဲ့ဆီယမလေးကိုမြင်တော့သူ့ဆန္ဒကိုမချိုးနိုင်နိုင်ခဲ့ပါဘူးကြော်ကိုကအရင်ကတည်းကအဲ့လိုမျိုးရာဇဝင်ရှိခဲ့ဘူးပါတယ်ထောင်လဲကြခဲ့ဘူးသူတယောက်ပါအဲ့ဒီမှာဆီယမလေးဘွားကစပြီးတော့ရေတိမ်နစ်ခဲ့ရတာပါပဲကျမရင်မှုကမနဲ့စောစောမှထပြန်မှလို့တေချာမှလိုက်ပါရဲ့နဲ့ဘာမှမဖြစ်တော့ပါဘူးဆိုတဲ့ခပ်ပပ ေါ်အတွေးကအခုတော့ဆီယာမာလေးမေရီအတွက်ကကြမာဇူးနဲ့ဆိုက်ဆိုင်မြက်မြက်ကိုပတ်ပင်းတိုးခဲ့ရပါတယ်ပြင်ဆင်ချိန်လည်းမရတော့ပါဘူးခွေးတဲ့ရုပ်မာတဲ့လူမိုက်တို့လည်းမငရဲကြခဲ့ရပါတယ်အခုတော့မောင်မီဆိုတော့မှဝင်းသူရာတဲကိုပြန်ရောက်ချလာပါတယ်ရောက်ရောက်ချင်းဂျော်ဘွိတဲကသူ့မျိုးကပါလာတာတွေကိုထုတ်ပြပါတယ်ပတ်စံနေထလိုက်ပါပြီးတော့အရက်ပလင်းတွေငါးတစ်တာဘူးတွေတခြားစားစရာတွေမှာအများကြီးပါပဲဖျားနေတဲ့ခိုင်နှုန်းတော့ထထိုင်ပြီးတော့ဝင်းသူရာပါလာတာတွေကိုကြည့်နေပါတယ်မေရှာတော့ဘက်ကပြန်လာလားသူရာအခြေအနေဘာထူးသေးလဲအလောင်းသာရဲရတွေ့တော့ ਆ လေကွာ တည်တဲ့သူဟာဘသူဘွားလို့တောင်တည်သေးရမဟုတ်ဘူးငါတို့လောက်တာပြည်ပြင်ပါတယ်ကွာဘသူကမှဒီเจ้าကိုမသိကြပါဘူးအေးဆေးပါပဲကွာဝင်းသူရာဆိုတဲ့ကောင်ကတော့အဲ့လိုကောင်ပါပဲဒီကောင်ကသူ့ကိုသူတိတ်ထင်ကြည့်တတ်တာဘယ်လိုပြောရမလဲသူတိသူတက်သူဆရာကြီးပေါ့ဗျာဆရာမလေးမေကြီးရဲ့လောင်းကိုမြင်မြို့တော့သူကပဲခေါင်းပြက်ကိုယူသွားပြီးတော့ဝိုင်းတော်ထဲမှာဝင်ချသွားတာပါပြီးတော့အဲ့ဒီဝါတော်ထဲမှာပဲဦးကောင်ကိုမြင်မြို့ခဲ့ပါတယ်အကယ်၍များအလောင်းကိုရှာတွေ့ခဲ့ရင်တော့မှဘသူအလောင်းလဲဆိုတော့ဘသူကမှသိတော့မှာမဟုတ်ငါအစီအစဉ်ပိုင်တယ်မို့လားအဲ့လိုမျိုးကြောင်ကြောင်ရားတဲ့ကိုလည်းဘသူကဝင်ရှာမှာလဲ မဟုတ်လားအဲ့လိုမျိုးတွေခက်ကြွကြွပြောခဲ့ပါသေးတယ်။နောက်တော့သူတို့တွေကခြေရလက်ရကအစားဘာသဲလွန်စားမှမကြအောင်လုပ်ခဲ့ပြီးပြီးရစွာနဲ့ပဲတစ်ခုတ်လှုပ်သားတဲ့ကိုပြန်ခဲ့ကြပါတယ်။အခုတော့သူတို့ရောင်းချလို့ရလာတဲ့ပတ်စံတွေကိုဝေစုခွဲပြီးတော့အရက်တွေတောက်စားမှုရအောင်မွဲခံကြတော့မယ်။လူအနက်တာလူယုံမာတို့မသိသေးတာကရှားတော်ရဲစခန်းမှုကအသက်ခံရသူဟာသူနာပြုဆရာမမတ်မေကြီးဆိုတာကိုသိရှိသွားကြပြီးတော့လူသက်သမားတွေကိုအပူတပြင်းစုံစမ်းဖော်ထုတ်နေပြီဆိုတဲ့အကြောင်းပါပဲ။ညကလည်းနှစ်သက်ထက်နှက်လာခဲ့ပါပြီ။ရံပါရံခါမှာညဘက်အစာရှာထွက်တတ်တဲ့ညငတ်တချို့ရဲ့ ော်တန်တွေကိုကြားရပြီးတော့တရောလုံးကငြိမ်သက်တိတ်ဆိတ်နေပါတယ်ဒါပေမဲ့တစ်ခုတ်လှုပ်သားတဲတဲမှာတော့ခွက်တန်ပလင်းတန်တွေနဲ့အတူတဟားဟားရေမောအော်ဟစ်တန်တွေကတစ်ချက်တစ်ချက်ကျဲလောင်စွာထွက်ပေါ်လာခဲ့ပါတယ်တဲတွင်းမှာလူလေးယောက်ဝိုင်းဖွဲ့စားတောက်နေကြပါတယ်သူတို့တွေကအရက်အကောင်းနဲ့အမီးစားပွဲစုံမျိုးစုံနဲ့ဥဆူနေကြပါတယ်သူတို့ဆိုတာကတော့သူနာပြုဆီယာမမတ်မေကြီးကိုပစ္စည်းလူယူတဲ့အပြင်လူကိုပါအာရမပြုကျင့်ပြီးတော့ရရက်ဆက်ဆက်တက်ပြတ်ခဲ့ကြတဲ့သူတွေပါပဲမင်းနောင်ဝင်းသူရာကြော်ကူနဲ့ခိုင်ထွန်းတို့ပါပဲအဖျားနဲ့နဲ့ကြာသွားတဲ့ခိုင်ထွန်းကလည်းအရက်ဝိုင်းမှာဝင်တောက်နေပါတယ်တဝိုင်းလုံးက ူတို့လုပ်ခဲ့ကြတဲ့မကောင်းမှုတွေကိုတရားတပေါက်စမြုပ်ပြန်နေကြပါတယ်။ဒါပေမဲ့ခိုင်နှုံးကသူတို့ရဲ့ဝင်မပြောပါဘူး။နေမကောင်းလို့လားတော့မသိပါဘူး။အရက်ကသာတစ်ခွက်ပြီးတစ်ခွက်ဖိတောက်နေပါတယ်။နားမှာပလတ်စတာကတ်ထားတဲ့ဝင်းသူရာကအမီးဆိုင်နဲ့ကြောက်ကိုမင်းအများဆုံးမို့လားငါထင်တယ်မင်း၃လေးကတည်းကမနေဘူးကွာဟိုကောင်ခိုင်နှုံးအလဲတော့မင်းကြော်ဝင်သွားသေးတယ်ငါမှတ်ထားတာကွာ အောင်မခွေးမသာမင်းရောဘာဒူးလို့လဲကွာနောက်ဆုံးတစ်ခါမင်းကြာနေလို့ဟိုကောင်မကမင်းနဲ့ရွက်ကိုကိုက်လိုက်တာလေမင်းမရားများအောင်မေးလို့စိတ်နေရလားကျော်ကိုကထပ်ပြောလာခဲ့ပါတယ်ငါ့ကိုအယုတ်တမာကောင်အယုတ်တမာကောင်လို့သူ့ပါဇက်ကနေခေါ်တဲ့အတန်ကိုငါအခုထိမမေ့နိုင်ဘူးကွာဘလို့ပြောမလဲကွာနဝင်းတော်ချိုးနေသေးတယ်သူတို့တွေအဲ့လိုမျိုးစမြုပ်ပြန်အော်ဟစ်ညင်းခုန်နေကြချင်းတောထဲကခွေးတွေရဲ့ဦးတန်ကစူးဝါးစွာထပ်ပေါ်လာခဲ့ပါတယ်ဒါပေမဲ့လည်းသူတို့တွေကတောထဲမှာအနေကြလာတော့ဂယုမဆိုင်ကြပါဘူးခုနကလိုပဲတောက်လိုက်စားလိုက်ညင်းလိုက်နေပါပဲဖျားနေစေဖြစ်တဲ့ခိုင်နှုံးကတော့ဖျောက်နေ ငါပြင်ထွက်ပြီးတော့အပေါ်သွားလိုက်အောင်ပဲကွာဘယ်သူလိုက်အောင်မလဲမလိုက်တော့ဘူးကွာကို့ဘာသာကိုသွားတော့သွားအဲ့ဒါနဲ့ပဲခိုင်နှုံးတယောက်တည်းတဲအပြင်ကိုထွက်သွားခဲ့ပါတယ်ကြံခဲ့တဲ့သူတွေကတော့ဆက်ပြီးတော့တောက်နေကြပါတယ်တောထဲမှာသူတို့လိုတစ်ခုတ်တဲလေးတွေမိသွေးပုတ်တဲ့တဲလေးတွေအနေချင်းရှိပါတယ်ဒါပေမဲ့တဲနဲ့တဲရဲ့အကွာအဝေးကနည်းနည်းလန့်တော့အော်ခေါ်လို့တောင်ကြားချင်မှကြားရတာပါအဲ့ဒီတော့ဒီကနေ့ညသူတို့တဲရဆူညံနေရတယ်ကလည်းတခြားတဲတွေကိုအနောက်ရှက်မဖြစ်ဘူးလို့တော့ပြောလို့ရပါတယ်အခုလိုမျိုးညဘက်ဆိုရင်ဟိုဘက်တဲရမီးအောင်ဒီဘက်တဲရမီးအောင်တာမြင်ရပါတယ်ဒါပေမဲ့ဒီညခိုင်နှုံးအပြင်ထွက်လာတော့ဟိုဘက်တဲရမီးအောင်မတွေ့ရ ရပါဘူးအစောကြီးအိတ်သွားလည်းဖြစ်နိုင်ပါတယ်ခိုင်နှုန်းကနောက်ဘေးဘက်ကိုလျှောက်သွားပြီးတော့တောထိုင်လိုက်ပါတယ် ခိုင်နှုတ်ကတော်စီကန်တော်အတိသားသူရက်ဘလောက်မှမူတော်တဲ့မတက်ရက်ပြီးတော့အပေါ့မစွန့်မအောင်တော်ဖမ်းမှကြောက်လို့ပါတော်ခွေးဥဒန်ကြီးက၆ချားစပွဲထွက်ပေါ်လာပြန်ပါတယ်မတက်ဒီစပွဲခွေးဥဒန်ကြောင့်ခိုင်နှုတ်အပေါ့စွန့်နေကြက်သိန်းဖျက်ဖျက်မထသွားမိပါတယ်သူ့အယုံထဲမှာလဲဝင်းသူရာကဆ ਿਆ မလေးမေရဲ့ကောင်းမြတ်ကြီးကိုကင်ပြီးတော့ဝိုင်းတော်တဲ့ဝင်သွားတာကိုဖြက်ကနေမြင်အောင်သွားပြီးတော့ပို့ပြီးတော့၆ချားသွားမိပါတယ်ခိုင်နှုတ်ကအဲ့တလိုမျိုးကြီးတွေးပြီးတော့အပေါ့သွားနေတော့မှပဲသူ့ရှိတက်တဲ့ကခြုံကြီးကတလုံးလုံးနဲ့ဖြစ်နေတာကိုခံစားလိုက်ရပါတယ်အဲ့ဒီအချိန်မှာပဲခြုံနေကတရှက်ရှက်နဲ့လူးလွန်းတဲ့ကူကသူ့ရဲ့နားနဲ့ဆက်ဆက်ကို ကြားလိုက်ရပါတယ်ခိုင်နှုန်းကဘောင်းမီကိုပြန်မတင်လိုက်ရင်လည်းမတက်ထားရလိုက်မိပါတယ်သူပဲအမြင်အရုံလွဲမနေသလားလို့မျက်လုံးကိုပုတ်တက်ပြီးတော့ခြုံမုတ်ကိုအသေးချာထက်ကြည့်လိုက်ပြန်ပါတယ်ဒီတစ်ခါမှာတော့ခြုံမုတ်ကြီးကငြိမ်သက်လို့ပါပဲဒါပေမဲ့လည်းရှက်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 နဲ့ခြုံမုတ်ကြီးရဲ့အောက်ကတိုးခွေ့နေတဲ့ကိုတော့သူထက်ပြီးတော့ကြားရပြန်ပါတယ်လာရောင်ရဲ့အလင်းသာရှိတော့ခြုံရားရဲ့အတန်ကဘာမှန်းလဲသေချာတဲတဲကိုကိုမမြင်ရပါဘူးခိုင်နှုန်းကခြုံမုတ်အခြေအနေကိုထက်ကြည့်လိုက်တော့ အမလီလန်သွားတဲ့ခိုင်တော့ကသူ့ရဲ့ခြေောက်ကိုနောက်ဆုတ်မှမသိနောက်ဆုတ်သွားမိပါတယ်ဟုတ်ပါတယ်သူမြင်လေရတာကတော့ကိုမပါလက်မပါခေါင်းမြက်ကြီးတခုဟာခြုံရဲ့အတွင်းထဲကနေအတင်းတိုးထွက်လာတာပါခေါင်းမြက်ကြီးကတွေးလင်းလင်းပေးကြံနေတယ်လို့မျိုးမျက်နှာပေါ်မှာလည်းသဘင်တွေကဖိုးယိုပါရကြလိုပါပဲကြောက်မက်ဖွယ်အတိပါအဲဒီနောက်မှာတော့နောက်ကိုကြောက်လန့်တကြားနဲ့ဆုတ်လာတဲ့ခိုင်တော့ကကံမကောင်းရှာပါဘူးထင်းချမ်းကြီးတခုကိုခလုတ်တိုက်မိပြီးတော့နောက်ပြန်လဲကျသွားခဲ့ပါတယ်ခိုင်တော့ထပ်ပြီးတော့ကန်ဆိုးသွားပြန်ပါတယ်နောက်ပြန်လဲကျတော့သူ့ရဲ့ခေါင်းတဲတဲကျတဲ့နေရာမှာတိတ်ခုတ်တဲ့ပစိန်သွားကထောင်းလျက်သားကြီးရှိနေရပါတိတ်ခုတ်တဲ့ပစိန် ိန်ဆိုတော့အသွားကထက်လာပါတယ်အရှိန်ပြင်းပြင်းနဲ့လဲကြလာတဲ့ခိုင်နှုန်းကောင်းတဲ့ပစိန်သွားကဂျီကနေဆိုပြီးတော့ထိုးခွဲဝင်ရောက်သွားခဲ့ပါတယ်နေရာမှာတင်သွေးတွေအိုင်သွားခဲ့ပါတယ်ဦးကောင်းကသွေးတွေကရေပိုက်ကထွက်နေတယ်လို့မျိုးကိုထောင်ပန်းနေပါတယ်ခိုင်နှုန်းရဲ့ခြေလက်တွေကလည်းစက်ငင်စက်ငင်တွေကိုတုံခိုက်နေပါတယ်တခဏကြာမှာတော့ခိုင်နှုန်းကငြိမ့်သက်သွားပါတော့တယ်ခြုံစက်မှာတော့တင်းဝေချက်တကောင်ကသူ့ရဲ့ခန္ဓာကိုယ်ကိုလုံးတွေးထားရကဖြီချလိုက်ပြီးတဲချေကိုထွက်ပြေးသွားပါတော့တယ်တကယ်တော့ခိုင်နှုန်းမြင်ခဲ့တာကဦးကောင်းပြတ်တကူမဟုတ်ပါဘူးတင်းဝေချက်တကောင်မှာတဲအတွင်းက၃ယောက်ကအပြင်မှာသူတို့လူခ ခိုင်နှုန်းဘာဖြစ်သွားတယ်ဆိုတာကိုလည်းမသိကြပါဘူးသူတို့အချင်းချင်းအော်ဟစ်ငင်းခုန်နေကြသေးပါပဲပထမဆုံးခိုင်နှုန်းကိုသတိရသွားမိတာကကြော်ကိုပါကြော်ကိုကတဲပြင်ဘက်ကိုလမ်းကြည့်လိုက်ရင်လည်းဟဲ့အောင်လေခိုင်နှုန်းအပေါ်သွားတာလဲကြာလိုက်လားကွာဒီကောင်ပြင်မှာတယောက်တည်းဘာများလုပ်နေလဲမသိပါဘူးဒီတော့မှကြံတဲ့သူတွေကလည်းခိုင်နှုန်းကိုသတိရသွားကြပါတယ်မင်းနောင်ကတောက်လက်စားအရက်ခွက်ကိုကျမ်းမြေမော်ကိုချလိုက်ပြီးတော့အော်ခေါ်လိုက်ပါတယ်ခိုင်နှုန်းခိုင်နှုန်းအပြစ်မှာဘာလုပ်နေရလဲကွာလာလေကွာဒီမှာဟိအောင်အရက်လာတော့ခိုင်နှုံးရဲ့ပြန်ထူးတန်ရတော့မကြရတော့ပါဘူးအဲ့ဒါနဲ့ပဲကြော်ကွာ ငါထွက်ကြည့်လိုက်အောင်ပဲကွာအဲလိုပြောပြီးတော့တဲရဲ့ပြင်ဘက်ကိုထွက်လာခဲ့ပါတယ်တဲပြင်ကိုရောက်တော့ခိုင်နှုတ်ရေဟဲ့အောင်ခိုင်နှုတ်ခိုင်နှုတ်ခိုင်နှုတ်ကိုအော်ခေါ်နေပါတယ်သူတို့အပေါ်သွားနေကြတဲရဲ့နောက်ဘက်ခြုံမုတ်စီကိုတွတ်ကြည့်ပါတယ်အာဒီကောင်ဘယ်ရောက်သွားလဲမသိပါဘူးကွာ ကျော်ကွာခိုင်နှုံးကိုတဲပတ်ဝင်ခြင်းနေရာနဲ့လိုက်ရှာပေမဲ့လုံးဝမတွေ့ရပါဘူး။ဒါပေမဲ့သူဟာတဲချီကဓာတ်တို့ပစိန်တို့တွေးတဲ့ကြောက်တုံးနီးကိုရောက်တော့ခြေလန်းနေရက်တန်သွားခဲ့ပါတယ်။အနီးပတ်ဝန်းကျင်ကမြေပေါ်မှာတွေးခွက်လိုလိုဘာလိုလိုတွေတွေ့လျရလိုပါပဲ။မြေပေါ်ကိုမုတ်ဆိုးတူတော့ထိုင်ချလိုက်ပြီးတော့စေတနံဖြစ်နေတဲ့အရာတွေကိုလက်နဲ့ကင်ကြည့်ပြီးပုတ်ကြည့်လိုက်ပါတယ်။ပြီးတော့အနံ့ကိုရှူကြည့်လိုက်ပါတယ်။ အဲဒီချိန်မှာတော့ဒါဟာသွေးမန်းတေချာတည်သွားခဲ့ပါပြီ။သူလည်းချက်ချင်းအမြန်မတ်တက်ရက်လိုက်ပြီးတော့ပတ်ဝန်းကျင်ကိုတေချာလေးလာကြည့်လိုက်ပါတယ်။ပတ်ဝန်းကျင်ကစိတ်ငြိမ်နေပါတယ်။ဘာမှမသိငါစရာမတွေ့ရပါဘူး။နေလေကသူဒီမှာပစိန်ကိုသွေးပြီးထားခဲ့တာကိုသတိရလို့လန့်ကြည့်လိုက်တော့သူထားတဲ့နေရာမှာပစိန်ရှိမနေတော့ပါဘူး။ကျော်ကိုရဲ့အသည့်စိတ်ထဲမှာသူတို့အတွက်အမျိုးမြင်မသိတဲ့အန်နီယာတစ်ခုတော့ဝင်ရောက်လာပြီဆိုပြီးခံစားလိုက်ရပါတယ်။အဲဒီချိန်မှာပဲတဲအတွင်းတွေကစူးစူးညံ့ညံ့အတန်တွေကပြုံးစားကြီးထွက်ပေါ်လာခဲ့ပါတယ်။အာရောင်ရောင်ဘာလို့တော်ရောင်အာအာအာအုံး အတန်နေမျိုးစုံအောင်ဇက်တိုက်ကိုကြားနေရပါတယ်။အော်ဟစ်တန်နေမလုတ်ဖို့တားတဲ့တန်နေပကံခွက်ရောက်တွေကွဲကြတဲ့တန်နေနာကျင်စွာညင်းညူအော်ဟစ်နေတဲ့တန်နေလင်းလင်းမြန်းမြန်းဇက်တိုက်ကိုပေါ်ထွက်လာခဲ့ပါတယ်။တဲနောက်ဘက်ရောက်နေတဲ့ကြော်ကူကလည်းတဲကိုတပတ်ပတ်ပြီးတော့တဲဝါကနေလန့်ကြည့်လိုက်တော့တဲတွင်းထဲမှာပကံနေခွက်တွေပြန့်ကျဲနေတယ်လို့မင်းနောင်နဲ့ဝင်းသူရတို့နှစ်ယောက်ဟာတွေးရိုင်ထဲမှာပက်လက်လဲကြနေတာကိုတွေ့မြင်ရပါတယ်။သူတို့နှစ်ယောက်လုံးကတေနေကြပါပြီ။သူတို့နီးနားမှာပစိန်ကိုကင်ပြီးတော့မမအီးရက်နေသူကခိုင်ထုံးမှာခိုင်နှိုးရဲ့ခေါင်းကိုကြည့်လိုက်တော့ပစိန်သွားရအပေါက်ကြီးနေပါ။ဟေ့ရောက်ခိုင်နှိုး မေမေဒါဘာလောက်တာလဲကွာခိုင်နှုံးကသူ့ဘက်ကိုလဲကြည့်ပါတယ် ပြီးတော့သူတခါမှမမြင်မှုတဲ့အပြုံးတစ်ခုကိုခိုင်နှုံးကပြုံးပြလိုက်ပါတယ်။အဲ့ဒီအပြုံးမှာတော့ရက်ဆက်မှုတွေရောပြုံးနေတယ်ဆိုတာသိကြပါတယ်။ခိုင်နှုံးကပြုံးပြပြီးတော့တည်နေတဲ့မင်းနောင်ရဲ့ခြေလေးလက်တွေကိုထပ်ပြီးတော့ခုတ်ဖြတ်နေပြန်ပါတယ်။မယုံနိုင်စရာပါပဲ။ဖျားနေတဲ့ခိုင်နှုံးအားငယ်တက်တဲ့ခိုင်နှုံးအခုအရင်ကအဲ့ဒီခိုင်နှုံးမဟုတ်တလို့ပါပဲ။အလွန်လင်းမြန်ပြီးတော့တန်မာလာတဲ့ခိုင်နှုံးဖြစ်နေပါတယ်။မင်းနောင်ရဲ့ခေါင်းကိုတီးနေခုတ်ဖြတ်လိုက်ပြီးတော့ဝင်းသူရရဲ့အလောင်းကိုလည်းဆက်ပြီးတော့ပစိန်နဲ့ခုတ်ဖြတ်နေပြန်ပါတယ်။ဂျိုကိုတယောက်လည်းအကြောင်းသားငေးကြည့်နေမိပါတယ်။သူပါဆက်လုပ်ရမယ်ဆိုတာကိုလည်းမသိနိုင်တော့သလိုမျိုးပါ။လုံးဝကိုကြက်တွေတည်နေပါ တော့တယ်အဲဒီချိန်မှာပဲခိုင်နှွန်းစီကနေကျင်းနဲ့ဝမ်းမြောက်တဲ့ကြောင်စီစီနိုင်လာတဲ့ရေတံကြီးကထွက်ပေါ်လာခဲ့ပါတယ်ကျော်ကအဲဒီတော့မှသတိဝင်လာခဲ့ပါတယ်ခိုင်နှွန်းကသွေးများစွန့်တင်နေတဲ့ပစိန်ကိုကင်လျက်သူ့ကိုစိမ့်စိမ့်ကြည့်နေတာကိုမြင်လဲရတော့သူထိတ်လန့်တလုံးသွားခဲ့ပါတယ်အဲဒီနောက်မှာတော့သူကတွေးလိုက်ပါတယ်တရေမှစီးနေတဲ့ခိုင်နှွန်းကိုပြန်ခုခံတိုက်ခိုက်တာတဲ့သူဒီနေရာကနေထွက်ပြေးပြီးတော့တခြားတဲတွေစီကိုရောက်ရင်အကူအညီရနိုင်တယ်မဟုတ်ဘူးလားသူအဲ့လိုတွေးနေတဲ့အချိန်မှာပဲခိုင်နှွန်းကသူ့စီကိုတလန်းချင်းလန့်လာနေပါပြီကျော်ကတဲဝါကနေခြာနဲ့လှည့်ပြီးပြေးပါတယ်အတကုံကိုပြေးနေရပါအသက်အနည်းငယ်နီးကပ်လာ တော့မပြေးလို့လည်းမဖြစ်တော့ဘူးမို့လားဒါမှမဟုတ်လည်းကြော်ကူကဝေးဝေးရောက်အောင်တော့မပြေးနိုင်ခဲ့ပါဘူးပြင်းပြင်းနဲ့ခြေောက်ခောက်ပြီးတော့အရှိ့ကိုကုန်းကုန်းကြီးဟတ်ထိုးလဲပါလေရောလူကလည်းမြေကြီးပေါ်မှာကုန်းကွက်ကွာယူပါခိုင်နှုန်းကလက်ထက်ကပစိန်ကိုလွတ်ချလိုက်ပြီးတော့တဲနိုင်ရန်ကလှန်ညုံကိုလမ်းယူလိုက်ပြီးတော့ကုန်းကုန်းကြီးဖြစ်နေတဲ့ကြော်ကူစီကိုအသက်ကုန်လွှဲပစ်လိုက်ပါတယ် အံ့ဩစရာပါပဲလန်သွားဖောက်ဝင်သွားတာကြော်ကို့ကိုတန်ကျင်ရှိုးလိုက်တယ်လို့ပါပဲလန်ကစအိုဝါကနေထိုးဝင်သွားပြီးတော့ဗဇက်ပေါက်ကနေထွက်သွားတာပါမကြည့်ရမမြင်ရစရာအနိဋ္ဌာယုံမြင်ကွင်းမှာပဲဒါပေမဲ့လည်းအဲ့ဒီမြင်ကွင်းကိုမြင်သွားတဲ့သူတွေကရှိနေပါတယ်အဲ့ဒါကတော့သူတို့ရဲ့တစ်ဖက်ကမီမလင်းဦးဆိုတဲ့တဲအားမီးသွေးဖုတ်တဲ့မိသားစု၃ယောက်ပါပဲသူတို့တဲမီမလင်းရတဲ့အကြောင်းကတော့ဒီကနေ့ညနေပိုင်းကသူတို့မိသားစုကထုံးမှုရွာကိုရောက်နေကြလို့ပါပဲသူတို့ပြန်လာတဲ့အချိန်ကြော်ကိုတို့တဲနီနာကိုရောက်တော့အခုလိုဖြစ်ပျက်ဆိုးရီကိုသူတို့မျောဝါးထင်နေမြင်တွေ့လိုက်ရတာပဲဖြစ်ပါတယ်ခိုင်တော့ကကြော်ကိုစီကိုရောက်သွားပြီးတော့ဗ ဘလို့လဲကိုလေကြတော့နာတတ်ပြီမို့လားဟမ်အယုတ်တမကောင်ခိုင်နှုံးပါးစပ်ကနေထွက်လာတဲ့စကားကိုနောက်ဆုံးကြားသွားတဲ့ကြော်ကိုဟာ မချိမဆန့်ဝေဒနာကိုခံစားရင်လည်းထိတ်လန့်စွာပဲအသက်ထွက်သွားခဲ့ရပါတယ်။သူ့ကိုရုတ်တမာကောင်လို့ခေါ်ခဲ့တာသူတို့စော်ကားပြီးတက်ခဲ့တဲ့သူနာပြုဆရာမလေးမေကြီးပဲမဟုတ်လား။တရားခဏတွေကိုဖမ်းဖို့ရှာတော်စကံမှုဥခင်ကျော်နဲ့ရဲဘွဲဟာတိခုတ်လုသားတဲကိုရောက်လာပေမဲ့အလောင်းတွေကိုသာတွေ့ခဲ့ရပါတယ်။တဲအတွင်းထဲမှာအပိုင်းပိုင်းအပြက်ပြက်ဖြစ်နေတဲ့အလောင်းနှလောင်းနဲ့တဲနဲ့မနီးမဝေးမှာတညင်ရှူပြီးတော့အသက်ခံနိုင်ရတဲ့အလောင်းတစ်လောင်းပြီးတော့တဲရဲ့အနောက်ဘက်ကဓာသွေးကြောင့်နေမှာတည်နေတဲ့အလောင်းတစ်လောင်းမျက်မြင်တက်တဲ့ဖြစ်တဲ့မီးသွေးဖုတ်တဲ့တဲကထွက်ဆိုကြကြောင်းတိုက်ရပါပစ္စည်းများကိုဝေစုခွဲနေတဲ့မကြင် င်မနှက်ဖြစ်ရာကအချင်းချင်းတက်ဖြတ်ကြတယ်လို့ကောက်ချက်ဆွဲလိုက်ပါတဲ့တဲနောက်ဘက်ကခြုံထဲမှာဒပိုင်းတစမီးလောင်ကျွမ်းလာတဲ့သူနာပြုဆီယာမမေရဲ့စလင်းဘိုက်ကိုတွေ့ရပါတယ်စာချင်မူလာလက်ထိတ်ကဖန်းစည်းလာတဲ့ဘရင်ဆီယာကလည်းသူ့စီရွှေလာရောက်တာ နရွက်မှာပလတ်စတာကတ်ထားတဲ့ဝင်းသူရပါဆိုတာဝန်ခံထွက်ဆိုခဲ့တာကြောင့်သူနာပြုဆီယာမမေယူကိုလူရက်တက်ဖြတ်ခဲ့သူတွေဖြစ်ကြောင်းမှန်ကန်စွာဖော်ထုတ်နိုင်ခဲ့ပါတယ်။စကမ်မူဦးခင်ကျော်စဉ်းစားလို့ညံမမီတာကတော့မိသွေးဖုတ်တဲကမျက်မြင်တက်တဲ့ပြောသလိုခိုင်နှုံးကကြော်ကူကူတက်တယ်ဆိုရင်ဘာကြောင့်ခိုင်နှုံးကတဲရဲ့နောက်ဘက်ဓာသွေးကြောင်နေမှာတေးရလဲ။အဲ့ဒီချက်ကစကမ်မူတို့ဗဟေဒီဖြစ်ခဲ့ရပါတယ်။ထုံးမူရဥက္ကရာကဘာဝင်ပြောသလဲဆိုတော့ဒီကောင်ကသူ့အဖော်တွေကိုအကုန်တက်ပြီးတော့အရက်တွေထတ်တော့မှာပေါ့ဗျ။အဲ့ဒီတော့မူးမူးနဲ့ချော်လဲပြီးတော့တေးရဖြစ်မှာပေါ့စကမ်မူရဲ့အာဟုသူများ တဲလဲကြီးပါဗျာစကမ်းမှုဥခင်ကျော်အားတပ်ပြင်းမိုးကိုတစ်ချက်မိုးထုတ်လိုက်ရင်နဲ့ထုံးမှုရွာဥက္ကရာရဲ့အီးရောင်ဝါထင်ကြီးကိုသာမျက်စိမိတ်ပြီးတော့ယုံလဲရပါတော့တယ်။စောက်ကျိုးနဲ့လူကြီးမင်းနေပါပဲ။ဇလန်းလေးကတော့ဒီမှာနေမဲ့ပြီးဆုံးသွားခဲ့ပါပြီဗျ။ဇလန်းလေးကိုစုံနေတိလိုက်ပါနားဆင်ပေးခဲ့ကြတယ်။လူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။မူရင်းရေးသားသူစာရေးသူပီပီမန္တလေးကိုလည်းလေးစားလျက်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။